ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုဘာမှမလူဘူးဘာမှမလုပ်ဘူးသို့သောသူများလူတာတန်းတာသို့မဟုတ်သူများလူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာတာဓုတာဓုတာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာ ဘာဆိုင်ရလို့လဲတာရုခေါ်လိုက်တာပဲရှိတာဗလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်တာရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းတာရုတွေခေါ်နေတာဒီတာရုကတခါတလေအိတ်ချင်တဲ့ခေါ်တဲ့တာရုရှိသေးတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့တာရုမျိုးဖြစ်ဖို့လိုတယ်နော်တာရုဆိုတာလဲသွားပြီးတော့အထင်မသေးလေနဲ့ 950ထဲမှာပါတယ်တင်ခဆတ်ဆိုတာရှိတယ်။ဘုရားလောင်းကအဲ့ဒီတုန်းကတင်ခဆိုတဲ့ပုံနာတယောက်ဖြစ်တယ်။လံခီးသွားတဲ့အခါမှာပစ္စိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖနက်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့သူစည်းလာတဲ့ဖနက်ကိုကြာကြာနာနာဆေးကြော အဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပြစ်စကားဘုရားခြေတော်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖဏကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏလှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာခொနည်းလောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ် ်ဆရာတပည့်နှစ်ယောက်တင်မောဘောကပြင်ချက်တစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချေအောင်မျောနေတာအဲ့ဒီဖဏတ်လူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နဲ့သမီးကလာခဲ့တယ်ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ချောင်းကဲတယ် အဲ့လိုကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တော်မချစ်ဘူးကဲပါလို့ပြောလဲမကဲဘူးနော်မကဲနိုင်ဘူးတဲ့အဲ့တော့ဖျားလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့်ငါဖဏတယံပိစိကဗုဒ္ဓကိုလှုပ်ခဲ့တယ်။အဲ့ဒီ ုသိုလ်ကောင်းမှုကိုမင့်အားအမြပေးဝေပါတယ်အမြအမြဆို